ားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့နောင်ဆိုတဲ့ဝိထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်နောင်မိမရေဆွကျက်ပြမထားလဲဗီဒီယိုထဲမှာဒုတိယထပ်မှာမိမရေဘာဝတ်သွားအောင်မလဲစိုက်တာလားယူဘတ်တော့ဒီနေ့အိပ်ရာထားနောက်ကြလို့ခလေးထမင်းကြိုက်မမိပဲနေမယ် မခင်မီတရားယနေ့မနေ့အလုံများလေသည်ညကတညလုံးမီမလားမောလင်းခါနေမှာမီလာတဖြည်းရေထတင်ရသေးသည်အေးရင်မဝသေးတဖြည်းခဏလေးလှဲလိုက်ရာအိပ်ပျော်သွားသည် သူ့မှာခလေးချောင်းအတွက်ထမင်းကြိုက်ပြင်ပေးရမည်ယောက်ျားမနေ့စာစားသွားရန် ပြင်ပေးရမည်ချောင်းနိုင်ထိုးမှာအေးရကနိုးတဖြည်းကမန်းကရန်ပြေးလွှားလှုပ်ရှားနေရသည်မင်းမရေဘာလဲလက်ကန့်ပေါ်မှာမတွေ့ဘူး ခက်တော့တာပဲမခိမီကစိတ်ပြတ်စွာဖြင့်မိဖို့ကြောင့်တဲကထွက်လာပြီးအိတ်ခမ်းထဲကိုဝင်လာသည်ဟဲဘယ်လိုဖြစ်တာလဲကောင်းပြီးနေတော့ကိုလှကျင်ကနောက်ကိုလှည့်လိုက်ပြီးဘာဖြစ်လို့လဲကြည့်ပါဦးကြည့်ပါဦးဗီဒီယိုထဲကအဝတ်တကိုဖြွားထားလိုက်တာများရှင်စွကျက်ရှာတာနဲ့ပစိုးအင်းကြီးရှာတာဒီလောက်တောင်ဖြစ်သွားရသလားဒီအဝတ်တွေကိုမိဖို့ထိုးဖို့ကျမဘယ်လောက်အချိန်တွေယူထားရသလဲ ကိုကျင်းစာစိတ်မရှိလိုက်တာရှင်။သူကအဲ့ရပေါ်ရင်ဖြွားထားသည့်ပစိုးနှင့်အင်ဂျင်များကိုကြည့်ကားပြောလိုက်ခြင်းဖြစ်သည်။တကယ်ဆိုမောလင်းကလေးကငါဝတ်သွားရမှာတွေကို အသင့်ပြင်ထားပြီးရင်ဒီလိုဖြစ်စရာဘာကြောင့်ရှိသလဲ။အော်ရှင်းမှလိုချင်တဲ့အဝတ်စားလောက်ကိုဗီဒီယိုထဲကထုတ်ဖို့တော့အသည့်တရားမရှိတော့ဘူးပေါ့။ကျမနဲ့မညာခင်က ရှင့်ကိုပဲသူကအသင့်ပြင်ပေးထားလို့လေ။လောက်ရလိုက်တာရှင်။မလျှော်ရတိုင်းမီးဘူးမထိုးရတိုင်းလောက်ရလိုက်တာ။ နားညှိလိုက်တာကွာဒါလေးများပြန်ခောက်ထည့်လိုက်ဘာဖြစ်မှလဲရှင်ခောက်ထည့်လိုက်လေဟဲနောက်ကဟင်းကိုတူးပြင်းနေတူပါတယ်မခင်မီကမီးဖို့ချောင်ကိုပြေးပြန်သည်ဟင်းအိုတူးသည်မီးဖို့ခန်းထဲတွင်စုညံသွားသည်ကိုလာကျင်ကအပြင်ကိုထွက်လာပြီးမနှက်စာမစားတော့ဘူးအပြင်မှာပဲစားတော့မယ်ဟုပြောကထွက်သွားသည်မခင်မီတယောက်ဒေါသနှင့်တကားကိုစောင့်ကန်လိုက်ပြီးတွားတွား ကြိုက်တဲ့နေရာမှာစာသူကမီးဖို့ခန်းထဲတွင်ထိုင်ချလိုက်ပြီးတဟီးဟီးငိုတော့သည်ကိုချင်းစာစိတ်ကိုမရှိကြဘူးလူကိုအိမ်မှာကြုံတယောက်လိုများထင်နေသလားမပြောတတ်ဘူးမောလင်းမောချော့လုံးလိုက်ရတဲ့အိမ်မှုကိစ္စတယောက်တည်းနားချိန်ကိုမရှိဘူးသူတို့ကပြန်လာပြီးလက်စေးစားရတာတော့ကိုချင်းစာစိတ်မရှိကြဘူးသူကနှက်တွေကိုထမိန်နဲ့တုံလိုက်မျက်ရည်တွေကိုအင်းကျစ်လက်မောင်းနဲ့တုံလိုက်ဖြင်းငိုနေသည် တကယ်တော့ငါအိမ်အောင်ကြတာမဟုတ်ဘူးထောင်ကြနေတာထောင်ကားမှလွတ်ရက်ရှိအောင်မယ်ခုတော့ငါမှလွတ်ရက်မရှိဒင်းတော့ကြုံခံနေရတာအမေရေအိုးအမေရဲ့အမေပြောတာမှန်လိုက်တာအပြောလို့မနေမိလို့ငုံမိမယ်လေတဲ့မှန်လိုက်တာအမေရေအိမ်မှာဆိုကြော့နေအောင်နေရခုတော့လာကြည့်ပါအောင်လားအမေရဲ့ သူကပြောလဲပြောငိုလဲငိုနေသည်ကိုတကားဝါမှသမီးလေးဖြစ်သူကချောင်းကြည့်နေသည်သမီးလေးကမခေါ်ရဲခေါ်ရဲဖြင့်မမေဟုခေါ်လိုက်သည်ဟဲသမီးလေးမမေဘာဖြစ်လို့လဲသမီးចောင်းသွားတော့မယ်ခဏလေသမီးခဏလေမမေချက်ဥကြော်ပေးလိုက်မယ်ဟင်းអោទူသွားလို့မနှက်စာကိုမမေလမ်းထိတ်မှလိုက်ကြည့်မယ်နော်ခဏလေမမေထမင်းဆိုင်ပြင်လိုက်အောင်မယ် မခင်မီကမျက်ရည်တွေကိုတုံလိုက်ပြီးကြက်ဥကျော်ကထမင်းကြိုက်တဲ့ထဲသည်ထိုးနောက်မျက်နှာတစ်ကလာသမီးဟု သမီးလေးလက်ကိုဆွဲလိုက်စဉ်အခန်းထဲသို့ကိုလာချင်းကပြန်ဝင်လာသည်မိရေဘာလဲဒီမှာလမ်းထိပ်ကနန်းကြီးတော့ဝင်လာတယ်သမီးလေးစားဖို့ပါဝင်လာတယ်စားဘူးရှင်းပါသာစားဟာကွာမိကလည်းဒီမှာသမီးလေးထမင်းကြိုက်အတွက်ကြက်ကျော် ဒီမှာနန်းကြီးတို့စားလိုက်အောင်လာသမီးသွားမယ်မခင်မီကသမီးကိုလက်ဆွဲသည်မမေသမီးကြက်ဥကြော်မကြိုက်ဘူးလာသမီးဖေဖေလဲပေးမယ်သူကမတ်ရွှေမီလက်ထဲကထမင်းကြိုက်ကိုယူလိုက်ရာမတ်ရွှေမီကယုံပြီးဖေပါဟုပြောပြီးသူ့လက်ထဲမှာအထုပ်များပါယူကစပွဲစီကိုပြန်သွားသည်မမေចောင်းကားလာပြီမြေမြလုံး တမီးထပင်းကြိုက်ထဲကိုနန်းကြီးတုတ်ရောကြကြော်ပါထည့်ပေးလိုက်တယ်။ကြောင်းရောက်မှစားတော့ဟုတ်ကဲ့မမေတမီးကိုသူကတိုက်အောင်လိုက်ပေါ်သည်ထို့နောက်ပြန်တက်လာရာတကားဝရင်ကိုလှချင်းကရက်ပြီးအဝင်ဝကိုလက်နှစ်ကားထားသည်ဘာလို့တားလဲဖဲပါကိုကိုစိတ်ဆိုးနေတာလားဆိုးတယ်ကိုတောင်းမှမာလေကွာရှင်တောင်းမှန်တာဆန်နေမကတော့ဘူးဟုတ်တာပေါ့ တောင်းပန်ဖို့တခုလိုနေတာသူကမခင်မီကိုဖတ်ပြီးပါးလေးကို ရွှတ်ခနဲနားလိုက်သည်အိုးဘယ်လိုလုပ်လိုက်တာလဲအပဝကြီးမဒါဆိုအแทဝင်လေဖဲ့ပါသူကဖဲ့ပြီးအိမ်ထဲကိုမခင်မီအားအဝင်ခံလိုက်သည် ထို့နောက်တကားပေးလိုက်သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့နောင်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်ကပလာ Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့ဒုဘဝဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒုဘဝကျွန်တော်မနေ့တိုင်းလမ်းလျှောက်ပါသည်။ခေကာလအနေထားရကျွန်တော်နေထိုင်သည့်တောနယ်ပတ်ဝန်းကျင်တွင်လမ်းလျှောက်ရန်မဝင်ရဲပါ။လူရမှုတွင်မကြာခဏတည်င်းကြားနေရသောကြောင့်ဖြစ်သည်။ ကိုယ့်ကိုအထင်ကြီးပြီးဓာတ်ထောက်လူယုံလောက်ဆိုတော်သည်နောက်ကခေါင်းကိုရိုက်ပြီးလူလင်တော့အိတ်ထဲတွင်တပေါင်းလောက်သာပါသည့်ငွေပမာဏဖြင့်အသက်မသေးလုံးထို့ကြောင့်လူစီကားစီသည့်နေရာတွေကို ရွေးလျှောက်ရသည်ကျွန်တော်နေသည့်ရွာမှာသုံးမိုင်ခန့်ဝေးသည့်နေရာကိုဘတ်စကား300ချက်ပေးပြီးခရီးတစ်ထောင်စီးပါသည် ထိုနေရာမှလူသွားလမ်းတိချရှိပြီး ကိုယ်ကိုဆိုင်ကယ်ကားဝင်တိုင်းမှာမပူရသည့်နေရာဖြစ်သည် သို့သောပလက်ဖောင်းကျဲပြီးလမ်းကျဲတိုင်းလဲစိတ်ဖြောက်ဖြောက်ရှောင်းနိုင်သည်မဟုတ်ပလဖောင်းပေါ်တက်မောင်းသောစိုက်ကဲသမားတွေကလမ်းမြမြမဖယ်ပေးလင်ဟွန်ဒီကမျက်ဆောင်ထိုးဘူးကြည့်ကြသည်ခြေလမ်းတတောင်ပြေခါနေတွင်ဈေးနာကိုပြန်ရောက်သည် စားချင်တာလေးဝင်စားပြီးကားဂိတ်တွင် ကိုရွာပြန်ရန်ကားဆောင်သည် မနက်ခင်းဆိုတော့လူချောင်းသည်ထို့သောဘတ်စကားကနောက်ကားမလာမချင်းဆောင်သည်ဂိတ်တွင်မှထိုင်မာရရှိသည် ူတို့ကဘယ်ကားရှိမှထွက်သွားတာမိနစ်ဘယ်လောက်ရှိပြီဆိုတာကို ကားသမားတွေကိုပြောသည်ထိုကွာခြားချက်ကိုသူတို့အချင်းချင်းထိမ့်ညိမောင်းကြသည် ခရီးသည်တွေကတော့သူတို့ပြုသည်များနှိုရသည်ကားမထွက်မီကားလမ်းဖက်ကိုငင်းနေစဉ်ဆိုင်ကယ်တစ်စီးကလမ်းကြားကိုဖြတ်ဝင်သည် အတဲ့မောင်းလာသည့်ကားကဖြတ်ကနေချိုးကွဲလိုက်သည့်ဆိုင်ကယ်ကိုဝင်တိုက်တော်သည် အော်တန်တွေနဲ့အတူ လူတွေပြေးလာကြသည် ကျွန်တော်နားလေတလောက်ကတော့ကားကသူ့လမ်းသူ အသက်မောင်းလာသည် အရှိန်အပြင်းကြီးလည်းမဟုတ်စိုက်ကယ်သမားကနောက်မကြည့်ပဲချိုးခွေလိုက်ရာတိုက်မိခြင်းဖြစ်သည်တော်ပါသေးသည် လူတော့ပါများမဖြစ်စိုက်ကယ်ရှေ့ပြီးအဖုံကွဲသွားသည်အားလုံးကတိနေသည်မှာကားသမားမမားဆိုသည်အသည် တို့တော့ကာသမားဘေးတွင်ဆိုင်ကယ်ကယ်ရီဆွဲသူတွေကဝိုင်းလာပြီးသူတို့အချင်းချင်းအင်အားပြသည် ဖြစ်ဖြစ်မမပေါ့။ဘာဖြစ်ဖြစ်ကားသမားအလွန်။တယောက်တစ်ပေါက်ဝင်ပြောကြသည်။ကားသမားကသူ့လက်မမှာအပြောလဲခံရသဖြင့်စိတ်ပြတ်နေသည်။ကျွန်တော်ဖြစ်ဖြစ်လေးမောင်းလာတာလမ်းမှန်နေ။မြင်မြပြောသည်ဖြစ်စေဆိုင်ကသမားတွေက ကားသမားကို တကားဖွင့်ပြီးဆွဲချသည်။ထိုးမြေကျိန်မြေလောက်ကြသည်။ရော်ပေးရန်ပြောကြသည်။ကျွန်တော်တို့လိုင်းကားလဲထွက်လာသည်။နောက်ပိုင်းဘာဖြစ်သည်မသိ။ ကိုကဘယ်လားမှန်သည်ဆိုစေ အမှန်တရားကို အမှားမတရားများကဝိုင်းပြီးအရမကျင်ကြလဲအမှန်တမားမှာခံနေရသည်အောက်စုဖွဲ့အနိုင်ကျင်စိုးမိုးရေးတွေကလွှမ်းမိုးနေသည်လူအားကိုနေအုပ်စုဖွဲ့ကအနိုင်ကျင့်နေကြသူကို အကအကွယ်ပေးမိသူလည်းမရှိ။ရှေ့လေရံပြုတ်ချင်းကိုခံရမိတာဖြစ်သည်။ကျွန်တော်တို့ပတ်ဝန်းကျင်သည်အပေမာလင်းလုံးကျုံသည်။ ညာအိတ်လဲစိတ်တဆလူတသမားများငါအိမ်ထဲရောက်လာလေမလားဆိုရင်နေရသည်လမ်းပေါ်မှာလဲခွေးကအစာကြောင်နေရသည်ပြောရအောင်မည်တနေ့ကကျွန်တော်လမ်းလျှောက်ရာတွင်ပလုံးကောက်တီကလေးတယောက်ကို ခွေးလိုက်ဆွဲသည် ထိုကလေးကတတိရှိသည်အုတ်ခဲကိုကောက်ပြီးခွေးကောင်းကိုထူသည်ခွေးကတတော်လေးနာသွားသည်တအိုင်အိုင်အော်ပြီးအိမ်ထဲဝင်ပြေးသည်အိမ်ထဲကလူတယောက်ဓာဆွဲပြီးထွက်လာသည် ဘဲကောင်လဲကွာငါခွေးကိုလောက်တာဟုပြောသည်ခလေးကဒါဆွဲကထွက်လာသူကိုတော့ရင်မဆိုင်ထွက်ပြေးသွားသည်ရက်ွက်ထဲမှာခွေးရိုက်လှင်ပိုင်ရှင်တွေပေါ်လာပြီးဓားဆွဲဒုတ်ဆွဲလုံကြသည်ခွေးကြိုက်သွားလင်တော့သူ့ခွေးငါခွေးမဟုတ်တော့ငြိမ်နေကြသည်ရင်းကုန်ပင်ခွေးတွေကလည်းအခွင့်ကောင်းယူကာဟောင်ကောင်းတိုင်းဟောင်ကြသည်တာမန်ပြည်သူတို့ဘဝအပေမှာလုံခြုံကြသည် ုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစိုင်းဆရာကြီးတင်ညွှန်ရေးသားထားတဲ့ဒုဘဝဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြွဆလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့စိတ်ချခင်မီဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။စိတ်ချခင်မီဖေဖေအကိုရောအိမ်ကဖေဖေကို ထမင်းစားဖိတ်ချင်လို့တဲ့။ဦးအေးမောင်အာအာတင်သွားမိသည်။ ဟင်းတမိရေတကယ်လားတကယ်ဗောဖေဖေဟိုကွယ်ဖေဖေမသွားချင်ပါဘူးဘာဖြစ်လို့လဲဖေဖေသူတို့ကတထဲတွေမဟုတ်လားပြီးတော့တမိတို့ချင်းကလည်းလက်ထက်ကြသေးတာမဟုတ်ဘူးစိတ်တော်မစစ်ဆက်ရသေးဘူးဒါပေမဲ့ဖေဖေသူတို့ကတမိတို့ကိုအတိအမှတ်ပြပါတယ်ဖေဖေသွားမယ်မဟုတ်လားဟင်းအေးလေဖေဖေသွားလိုက်ပါမယ်တမိလည်းပါမှာပဲမဟုတ်လား ။သမီးအလောက်ကခွင့်ယူလို့မရဘူးဖေဖေ။မန္တလေးကိုဆိုတော့ဖေဖေအနည်းဆုံးတညအရာမှာ အကိုကမနဲ့ပြန်သူ့မိဘရဲ့စီကိုခဏပြန်လိုက်မယ်။ဖေဖေကိုခေါ်သွားလိုက်မယ်။ဖေဖေသူနဲ့ပဲရန်ကုန်ပြန်လိုက်လာရမှာ။သူတို့ကဖေဖေကိုဘာဖြစ်လို့တွေ့ချင်ရတာလဲ။မစစ်စက်ခင်မှာဖေဖေကိုလည်းသူတို့တခုခုပြောချင်လို့ဖြစ်မှာပေါ့။သွားတွေ့ပေးပါနော်ဖေဖေ။အေးလေ။သမီးအတွက်ပဲဖေဖေသွားတွေ့ရမှာပေါ့။ ဤသို့ဖြင့်ဦးအေးမောင်တရားတမတ်လောင်ခေါ်ဆောင်ရနောက်မန္တလေးကိုပါခဲ့သည်။ရောက်ဒီနေ့မှပင်ဦးအေးမောင်နှင့် မောင်မောင်တွင်မိဘများတွေ့ဆုံကြသည်။သူ့ကိုလက်ဖက်ရည်ဝိုင်းနှင့်ဧခံသည်။ဦးအေးမောင်မှာစီးချိုရှိသည့်ဖြင့်အချိုတောက်ရင်မရ။သူ့ရှိရင်ချထားသည့်လက်ဖက်ရည်ခွက်ကိုတောက်ရမလားမတောက်ဘဲညင်လိုက်ရမလားစိတ်ထဲတွင်ဝေဝါးနေသည်။ဆရာကြီးစနီးဆုံးတာဘယ်လောက်တောင်ရှိသွားပြီလဲခမညာ။ မောင်မောင်တွင်ဖခင်ကမေးသည်ကျွန်တော်ဇနီးဆုံးတာ15နှစ်ရှိသွားပြီ။အိုးတမီးလေးငငယ်ပဲရှိအောင်ပါပေါ့။ခုနှစ်နှစ်တမီးလောက်မှပါ။တမီးလေးကမိသားစုလေးဆိုပေမဲ့လိမ်မာပါလေ။ကျောင်းကဆရာဆရာမတွေလက်ထဲမှာပဲကြည်ရတဲ့ကလေးပါဗျာ။ဒါနဲ့ဆရာကြီးပင်စင်ယူလိုက်တာကြာပြီလား။၅နှစ်ရှိသွားပြီ။လက်ဖက်ရည်သုံးဆောင်ပါအောင်ဆရာကြီး။ သူကလက်ဖဲရည်ကိုတောက်ရံဆုံးဖြတ်လိုက်ပြီးရှေ့တွင်ချထားသည့်ခွက်ကိုယူကာမော့ချလိုက်သည်။ဖြစ်ချင်ရာဖြင့်သူမငင်းသိဟုယူဆတော်ကြောင်ဖြစ်သည်။သူအံ့အားတင်သွားသည်။လက်ဖဲရည်ကသူတောက်နေကြစီးချုပ်သမားတွေတောက်သည့်လက်ဖဲရည်ဖြစ်နေတော်ကြောင်ပင်။ပတ်စံရှိသူတွေလည်းဒါမျိုးတောက်သားပဲဟုသူစိတ်ထဲတွင်မှတ်လိုက်သည်။ဆရာကြီးနေခင်းခဏလောက်လှဲလိုက်ပါဦးလား။တညလုံးလဲကားစီးလာရတာဆိုတော့ အဲ့ရကတော့မှရေမိုးချိုပြီးထမင်းစားကြတာပေါ့သူနှိတ်ခင်ခနာအိတ်တက်သည်နိုးမှနှိတ်လဲစားစားသည်သူအိတ်ခန်းထဲဝင်လိုက်သည် သူ့အတွက်အဲ့ရပြင်ဆင်ပေးထားသည်တထဲတွေဖြစ်သောကြောင့်မှော့ရတွေအထူးကြီးနှင့်အဲ့ရကုန်းခန်းထဲအဲ့ရမြင်ထင်ထားသည်သူကအဲကုန်းနှင့်တမတဲသူ့ခန်းထဲတွင်အဲကုန်းရှိတော်လဲပိတ်ထားသည်ဂရင်ကြီးပေါ်တွင်မှော့ရမရှိဖြားလေးတစ်ချက်ခင်ထားသည် ကောင်းတလုံးနှင့်အညာဆောင်လေးတစ်ထည်သာချခင်ထားသည်သူကကလေးမော်တက်ပြီးတိုက်အပေါ်ထက်လေတဖြူးဖြူးဝင်နေသောပရင်ပေါက်ဘေးတွင်ခီးလက်ပန်းသဖြင့်အိပ်ပျော်သွားသည်။ဆရာကြီးသူ့ကိုတရားရောက်ကလာနှုတ်တဖြင့်လက်နိုးသွားသည်။ထမင်းစားဖို့အသင့်ဖြစ်ပါပြီ။၁၂နှစ်ထိုးတော့မယ်။အော်ဟုတ်လားအိပ်ပျော်သွားတယ်။ရေချိုးလိုက်အောင်မယ်နော်။ဟိုမှာရေချိုးခန်းမှာ ရေချိုးခန်းထဲတွင် သူသုံးနေကြဆက်ပြတော့အစ်စ်လေးကိုတွေ့လဲရသည်။ဟာတထဲတွေလည်းဒီဆက်ပြသုံးသလား။သူကရေချိုးပြီးအဝတ်အစားလေးကအောက်ထပ်ကိုဆင်လာသည်။အောက်ထပ်ထမင်းစားခန်းကြီးက ကြီးကျယ်ခမ်းနားလာသည်။သူစိတ်ထင်ထမင်းဝိုင်းကြီးကိုကြီးကျယ်စွာပြင်ဆင်ထားလိမ့်မည်ထင်ထားသည်။သို့သောတာမန်စတားဟင်းလေးတစ်ခွနှင့်မပိရတိုးစရာတို့နှင့်ဖြစ်သည်။ တိုးစရာကလည်းသူကြိုက်တတ်သည့်ပဲဆောင်လာသည့်ပြုတ်ခရမ်းချုပ်သည့်ပြုတ်ချက်ဟင်းကားသည့်ပြုတ်တို့နှင့်ဖြစ်သည်ငပိရီကလည်းသူအကြိုင်ငယုတ်သည့်စိန်ငပိရီနှင့်ဖြစ်သည်သူတို့အားလုံးလည်းသူ့လိုပင်ငပိရီတိုးစရာငပိချက်တို့နှင့်မြင်ဆက်စွာစားကြသည်သူကဧည့်သည်ဆိုပြီးဝတ်သားတွေအမဲသားတွေချက်ကျွေးမြီကိုစိုးရိမ်နေသည် သူမစားတော့ကြောင့်ဖြစ်သည်ငပိရီတိုးစရာနှင့်ပင်သူ့အတွက်အလုပ်ဖြစ်နေပြီး အားလုံးထမင်းစားပြီးသောအခါလက်ဖက်ဝိုင်းနှင့်ရင်နှင်းချမ်းတောက်ပြီးတာရီသမီးရဲ့ကိစ္စများပြောကြသည်ဦးအေးမောင်ကကျွန်တော်ကတော့ဗျာကျောင်းဆရာအငိမ့်စားလေးဖြစ်တော့ဘာမှမတတ်နိုင်ပါဘူးကျွန်တော်သမီးလေးကိုသမီးရင်းလေးလိုချစ်ပေးရင်တော်ပါပြီခင်ဗျာကျမတို့မှလည်းတားလေးတယောက်တည်းရှိတာပါရှင်တားနဲ့လက်ထက်တော့ကျမတို့သမီးလေးပါပဲကျွန်တော်တခုလောက်မေးရမလား ဘာများလဲဆရာကြီးကျွန်တော်အာအတင်းနေလို့ပါ ကျွန်တော်တောက်တဲ့လက်ဖက်ရည်သုံးတဲ့ဆက်ပြားကျွန်တော်ကြိုက်တဲ့အစားအစာတွေအားလုံးကိုဒီမှာကြုံတွေ့နေရလို့ပါကျွန်တော်နဲ့ဒီကနောင်ကြီးတို့စိတ်ချင်းအကြိုက်ချင်းတူနိုင်လိမ့်မယ်လို့ထင်ပါတယ်ဗျာဟဟဆရာကြီးနဲ့အဲ့ဒါဆရာကြီးသမီးလေးရဲ့အစီအမံတွေပါရှင်သူကသူ့အဖေဘာတွေကြိုက်တယ်ဘာတွေမကြိုက်ဘူးဆိုတာကျမသားကိုအကုန်ပြောထားတာရှင် တားကဖုန်းကြိုဆက်ထားလို့ကျမတို့သမီးလေးပြောတဲ့အတိုင်းစီစဉ်ထားတာပါရှင်။အော်ဟုတ်လား။မင်္ဂလာစကားကိုအောင်မြင်စွာ ပြောဆိုနိုင်ခဲ့သည်။ဆရာကြီးဦးအေးမောင်အနေဖြင့်ပတ်စံရှိသူတို့ကသူ့သမီးလေးကိုတင့်တယ်စွာ လက်ထပ်နိုင်ရန်စီစဉ်ထားမှုများကိုဘာမျှညင်းစရာအကြောင်းမရှိ။ကျောင်းဆရာလောက်တန်နှစ်ပေါင်း30ကျော်သူ့မှာတပြားမျှမဆွမီယခုလည်းတမီလေးကသူ့ကိုလှုပ်ကြွေးနေခြင်းဖြစ်သည် နောက်တနေ့သူရန်ကုန်ကိုပြန်ရောက်လာသည်ဦးအေးမောင်ကကွယ်လွန်သွားသည့်သူ့ဇနီးတပ်ပုံရှိရင်သွားပြီမသိရင်တမီးလေးအတွက်တော့ငါစစ်ချပါပြီကွယ်ခုနဲ့မင်းနောက်ကိုလိုက်ခဲ့ရမယ်ဆိုရင်တော့ငါစစ်ချလက်ချပျော်ပျော်ကြီးလိုက်ခဲ့ပါမယ်ကွယ်ဟုတတိုးလေးပြောလိုက်သည်အလုတ်သွားရန်ပြင်နေသောတမီးကဖေဖေဘာရီပြောနေတာလဲဟင်တမီးရဲ့တမီးလေးလက်ထပ်ပြီးတော့သူတို့နဲ့သွားနေမယ်ဆိုရင်တော့ ဖေဖေသမီးအတွက်ဆက်ချပါပြီကွယ်။သမီးကဘာဖြစ်လို့ဖဖေကိုထားသွားမှာလဲ။သမီးဖဖေနဲ့ဘတော်မှမခွဲဘူး။သမီးရဲ့ဖဖေစိတ်အေးရပြီဆိုတာကို ပြောတာပါကွယ်။တနေ့ဖဖေတို့ခွဲကို ခွဲရမှာပါ။ရှင်ခွဲမခွဲရရင်တော့တည်ရင်ခွဲကြရမှာပါ။ဖဖေဆက်ချတယ်နော်။အိုးဖဖေရဲ့ ဟုတ်ကဲ့ပါရှင်ဒီညလေးမှာပဲစာရေးဆရာကြီးတင်ညွှန်ရေးသားထားတဲ့စိတ်ချခဲ့မည်ဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်